ားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဆရာလင်းညွတ်တယ်အဲ့တော့ပရောဂစီးစွာပါလေအဲ့လိုစီးပောက်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ရှိနေတဲ့လူသားတွေကဘာအကျိုးအမျက်ကိုခံစားရလဲပြောမှဆိုရင်တော့ဘာအကျိုးပြစ်ကိုခံစားရလဲအဲ့တော့ကျွန်တော်ဂမ်ဘီယာပညာရေးမှာဘာရှိလဲဆိုပြောမှဆိုရင်ပရောဂဆိုရှိပါတယ် ပရလောကဆိုတာဘယ်လိုဘယ်လိုပုံကိုမျိုးတွေနေတာလဲပရလောကဆိုတာကကျွန်တော်တို့တေဆုံးသွားပြီးနောက်နော်တေဆုံးသွားပြီးတဲ့နောက်မှာလူလည်းမဖြစ်ဘူးလက်လည်းမဖြစ်ဘူးငဲပုံလည်းမရဘူးသိစံပုံလည်းမရဘူးအဲ့လိုမရောက်ပဲနဲ့ဝိညာဉ်လိုလိုတရေလိုလိုတစေလိုလိုအဲ့လိုအခြေအနေမျိုးအဲ့ဒါကိုတော့အများစုကပြောကြတာတော့ပိတ်တာလို သူရကယ်လို့ပိတ်တာအစ်စ်သူရကယ်အစ်စ်အရောက်သေးပဲနဲ့ဟိုမကြွမလို့သေးတဲ့သူတွေနေတဲ့နေရာကိုလည်းပရလောကဘုံလို့လည်းသတ်မှတ်လို့ရတယ်ကျွန်တော်လောကီဆရာအများစုကကြတော့အဲ့ဒီပရလောကသားတွေနဲ့အလုတ်လုံးကြရတယ်ချုပ်အောင်လန်းဆရာတွေတရားတွေကိုကျွေးမွေးပြီးတော့ခိုင်းစေတာအဲ့ဒါတွေပရလောကသားတွေကိုခိုင်းစေတဲ့သဘောပဲလို့ ယူဆသတ်မှတ်လို့ရတယ်။အဲ့တော့ဒီနောက်ပိုင်းမှာကြားရတယ်ပရောဂါစီးပေါက်တယ်ဆိုတော့ဟုတ်ပြီ။ကျွန်တော်တို့ကဟိုပြောမယ်ဆိုရင်ကျွန်တော်ကဘာကြီးရှိတယ်။ကျွန်တော်ကဘာကြီးကိုဒီသိပ္ပံမြညာနဲ့ပြောမယ်ဆိုရင်တော့ဒီနော် three dimension ပေါ့။သုံးမျက်မြင်တဲ့ကဘာတွေဆိုပြီးပြောကြတယ်။အဲ့တော့မမြင်ရတဲ့လောကတွေရှိပါတယ်ကျွန်တော်တို့ဉာဏ်လုံးနဲ့မမြင်ရတဲ့လောကတွေအဲ့လောကတွေအကားလုံးမှာနတ်ပုံတွေပါတယ်ဝိဇာပုံတွေပါတယ်အဲ့ဒါမှလည်းပရလောကသားတွေနေထိုင်တဲ့ပရလောကဘုံလည်းပါတယ် ပြောချင်တာတော့ပါလဲဆိုတော့ကျွန်တော်တို့နေနေတယ်ဒီကဘာကြီးပါပဲနေနေတယ်အဲ့တော့ကျွန်တော်တို့ရဲ့အရှိကျွန်တော်တို့ရဲ့အိမ်ကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်မှာလဲအဲ့လိုရှောက်သွားနေတဲ့ပရာရောဂါသားတွေရှိနေမယ်အဲ့လိုပဲတို့ရဲ့နေထိုင်ကြဆားတဲ့ပုံတွေရှိနေမယ်အချို့သစ်ပင်တွေမှာဆိုရင်ဟိုကက်ညိပြီးနေနေကြတဲ့ပရာရောဂါသားတွေရှိကြနေမယ်ကျိုးစုံဘာပြောလဲဆိုတော့တစ်ပင်ကြီးကြီးတစ်ပင်မှာပရာရောဂါသားတွေထောင်ထဲရှိတောင်းထဲရှိကိုနေနိုင်နေလို့ဆိုပြီးတော့အချို့အစာတွေမှာလည်းပါတယ် ကျွန်တော်တို့ကျွန်တော်ရှောက်လာခဲ့တဲ့ဒီ Loki လမ်းကြောင်းရှောက်လုံးမှာဆိုရင်တော့ဟိုကျွန်တော်မြင်ရတယ်ဆိုတာကကျတော့အာဒီအပင်ထဲမှာအကြီးဆုံးအကောင်နေအကြီးဆုံးဆိုတဲ့အကောင်ကြီးတွေမြင်ရတာတော့ဒီအိမ်မှာတဲရဲ၆ရင်တဲရဲ၆နေရတာတော့ကျွန်တော်သွားနေရလမ်းမာတွေပေါ်မှာဒီတိုင်းပဲဟိုလင်း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 တို့လိုမျိုးသွားနေတဲ့အရာတွေအဲ့လိုမျိုးတွေရှိကြတယ်အဲ့လိုမျိုးပေါ့နော်အဲ့တော့ paralog ကတားတွေဆိုတာကကျတော့ဒီအတူညီတဲ့ပုံစံတွေနဲ့ရှိကြတယ်ပေါ့ဆိုတော့ ဟိုအားရပြောလို့တရေပုံစံမျိုးတစီပုံစံမျိုးချူကြလူပုံစံမျိုးချူကြတော့လေသူရဲ့အစင်နန်းတွေပြီးပြီးနဲ့ပြောင်းလဲတုတ်တက်လာတဲ့အခါမှာတကောပါဝါတွေညှင်လာတဲ့အခါမှာဆွေကြီးတွေပေါက်လာတာလို့အမွေကြီးတွေထွက်လာတာလို့ဖြည်းဖြည်းဖြည်းချင်းနဲ့ပါပြီးတော့ပိတ်တာကောင်းကြီးဖြစ်သွားတော့အတူတကယ်ကောင်းကြီးဖြစ်သွားတာလို့ကျွန်တော်ညမာစကားအောင်ဆိုတရေတစီနော်ဟိုတပတ်တူတူမျိုးတွေမျိုးစုံပြောမျိုးမျိုးပြောကြတယ်ပေါ့အဲ့ဒီစကားလုံးမှာဆိုတော့ ghost တို့နောက်ပြီးတော့အဲ့ဒါနည်းနည်းဆိုပါရင်တော့ ီအာမကောင်းဆိုးအာဒီဗယ်လို့ဒီမွန်လို့အဲလိုမျိုးပေါ့စသဖြင့်ပြောကြတယ်အဲ့တော့ပရလောကစီးနေကဘလို့ပောက်တာလဲဆိုတော့ခုနပြောလို့ပေါ့ကျွန်တော်တို့ကဒီပရလောကကြီးကိုမမြင်ရဘူးမတွေ့ရဘူးအဲ့တော့ပရလောကသားတွေကိုတွေ့နိုင်တဲ့သူတွေရှိကြတယ်အဲ့ဒါပါလေဆိုတော့ကျွန်တော်တို့လိုမျိုးလောကီပညာရှင်တွေကိုလောက်တဲ့သူတွေအချို့မြင်ရတယ်မြင်ရတယ်ဆိုတော့ကျွန်တော်တို့ကလည်း ever အမြင်နေရတာမဟုတ်ဘူး ကျွန်တော်ကိုရီးယားဒရမာ guide တွေရတယ်မျိုးမျိုးတရားတွေလျှောက်သွားနေရကြီးကိုဗျာကျွန်တော်သိရှိရနေမြင်နေရတာကိုကျွန်တော်တို့အကြောင်းတိုက်ဆိုင်တဲ့အခါမှာမြင်ရတယ်အကြောင်းတိုက်ဆိုင်တဲ့အခါမှာတွေ့ရတယ်ကျုပ်တို့တွေရကြတော့လို့ပဲပလိန်ကြီးကိုမြင်နေရသူတွေလည်းရှိကြတယ်ကျိုးကြတော့လေသူမြင်နေရသူတွေကလူကျိုးတို့တွေကလူလိုပဲနေနေကြတာဆိုတော့ကြာလူလိုပဲနေနေကြတဲ့သူတွေရှိတယ်သွားလာလို့ရှားနေရအဲဝင်တိုက်ပြီးသွားတာလူဝင်တိုက်ပြီးလာပဲထင်တာအဲကိုကကိုမသိလိုက်ပဲနဲ့ပရာလောကသားတွေကိုဝင်တိုက်ပြီးရတယ်ရှိတယ်အဲ့လိုပြောရခြင်းကြောင့်ကပရာလောကသားတွေကကျွန်တော်တို့ရဲ့ဒီလူသား ကဘာနဲ့ကိုအရန်နီးစံလုံးနေလို့ကျွန်တော်မြင်တော့ကျင်တာအဲ့တော့တခါတလေမာဘာဖြစ်လဲဆိုအေပရာရောဂါမှာပရာရောဂါနဲ့လူလောကနဲ့ပေါ့ပေါင်းစည်းထားတဲ့ဂျားကန်နဲ့လှုပ်ထားတဲ့စီးတွေရှိအဲ့စီးတွေကတခါလေအချို့အကြောင်းအရာတွေအကြောင်းလို့မိမ့်မိန်သွားတဲ့အခါမှာဒီပရာရောဂါသားတွေကကျွန်တော်တို့ရဲ့လူသားတွေရဲ့ဖြစ်စဉ်တွေကိုလာပတ်သက်လာတယ်ပူးတာတွေကတ်တာတွေလာနှောက်ရှက်တာတွေရှိလာတယ် တာမန်ဘရာရောကသားတယောက်ကလူတယောက်ကိုထိတွေ့ခွင့်မရှိပါဘူး။တရေ6ခံရတယ်ဆိုတာလူတိုင်း6ခံရပါဘူး။လူတိုင်းကိုလည်းသူတို့ပြလို့မရပါဘူး။တို့ကကျွန်တော်ဘေးနားမှာရှိနေရမှာကျွန်တော်တို့ကဟိုတစ်ခါကကြရင်ဟိုစက်သိမ်းမွေးဝေးထားတာမျိုးလို့စိတ်ထဲမှာဟိုတရားရောက်ကကိုစောင့်ကြည့်နေတာမျိုးလို့အဲဒီလိုမျိုးဖြစ်နေတယ်ပေါ့ဒါပေမဲ့ကိုပိနားမှာပရောကသားတွေရှိနေချင်းဖြစ်လာဖြစ်နေတာအများကြီးရှိတယ်ကျွန်တော်အဲ့ဒါကိုတတ်တတ်ဗီဒီယိုနဲ့ပြောပြမယ်နော်တတ်တတ်ဗီဒီယိုနဲ့ပြောပြမယ် အခုပြောမယ့်ကိစ္စတော့ဒါပဲအဲ့တော့ဒီပရလောကသားတွေကဒီကျွန်တော်တို့နားကပ်လာတဲ့ခါကျရင်ဟိုခါကျရင်ကျွန်တော်တို့ကဒီပရလောကသားတွေကိုငြင်းရတယ်သူမှငြင်းရပါပဲဆိုရင်အကြောင်းပြချက်ဘာအကြောင်းပြချက်မှမရှိပဲနဲ့ပရိကြီးတွေမြင်နေရပရိကြီးတွေတွေ့နေရအဲချုပ်ကြတော့ဖြတ်ခနဲ့ဖြတ်ခနဲ့တွေ့ရတယ်တဲ့မှာတော့စိတ်ထဲမှာလဲဆိုပြီးလိုမျိုးလာတာချုပ်ကြဖြတ်ခနဲ့ကိုမဟုတ်ဘူးဂျာမင်ဟိုပြက်ပြက်သားသားကြီးတွေမြင်နေရတာမျိုးအဲ့ဒါပါလဲဆိုပရလောကသားတွေကကျွန်တော်တို့ရဲ့လူသားတွေရဲ့ဖြစ်စဉ်အားလုံးကိုလိုက်လံပတ်သက်လာတယ် လိုက်လံပြီးထိခိုက်လာတယ်။အဲတခုထူးဆန်းတာအဲ့ပရလောကသားတွေကကျွန်တော်တို့ဘေးနားမှာရောက်လာတယ်။ကျွန်တော်တို့ပတ်ဝန်းကျင်မှာရှိလာတယ်။သူတို့ကကိုယ်နဲ့ကသူတသားလေးလိုမျိုးဖြစ်လာတဲ့အခြေအနေမျိုးကြီးဖြစ်လာတဲ့အခါကျရင်အဲ့လူတယောက်ကကံဒီဆိုးလာပါတယ်။ကံဒီညံ့လာပါတယ်။စိုးစိုးဝါးတွေဖြစ်လာပါတယ်။တောင်းတဲ့ကံလေးတွေရုတ်ရော့လာပါတယ်။ကောင်းတာလုံးချင်တဲ့စိတ်တွေပျောက်လာပါတယ်။ပြီးတော့သူ့စိတ်ထဲမှာရှိနေတဲ့ ဒီကောင်းတဲ့တရားမှုတွေအားလုံးကအားနည်းလာပြီးတော့မကောင်းတဲ့တရားမှုတွေမကောင်းတဲ့ဖြစ်စဉ်တွေမကောင်းတဲ့အရာတွေပေါ်ပဲကြီးစိုးလာတယ်။အဲ့မျိုးတွေဖြစ်လာတယ်။ကျွန်တော်ထောင်ထဲမှာလူတယောက်နဲ့တွေ့ဘူးလေ။အဲ့လိုတရားပါပါလဲဆိုတော့ तू ကစေးတွေရောင်းလာ။ဒီတော့အားရကျွန်တော်စေးတွေကိုရောင်းနေတယ်။စေးတွေကိုရောင်းနေ။ရောင်းတဲ့အခါမှာရိုက်မော့ဒီဟိုစေးတွေကိုလည်းစပိန်ချင်းထဲမှာဒီတိုင်းဒီမဲ့ထည့်ပြီးဒီတိုင်းသွားနေတော့ရေးရမဖမ်းဘူးတဲ့။ဖမ်းဖမ်းခဲ့ဘူးတဲ့။သူလောက်လာတာသူမျိုးနဲ့ယူနဲ့လောက်လာတာပေါ့။ အမှားလဲကျွန်တော်ကလဲဆိုသွားနေလာနေရင်းနေကျွန်တော်ဘာလုပ်လဲဆိုတော့တဲ့သူဘယ်သူမှလည်းတင်ပြရမဟုတ်ပါဘူးလေကျွန်တော်မှကျွန်တော်ပေါ့နော်တဲ့ဒီသူ့ရဲ့အိမ်ရှိပါညာတွေမှာကဲကျွန်တော်ကိုစောက်ချောက်နေသူတွေရှိရင်တော့လကောင်းဒါမှမဟုတ်လဲကျွန်တော်ဒီကာမကောင်းလာလုပ်နေတဲ့အကြောင်းမလို့ကဲဟိုဒီပန်ဝင်ချင်းမှာရှိရတဲ့တစေတွေသူ့စိတ်ထဲမှာမဖဲဝါကြီးပေါ့နော်မအားမဖဲဝါကြီးကိုလဲကျွန်တော်ဒါလေးတွေကျွေးပါတယ်ကျွေးပါတယ်ဆိုပြီးတော့သူကသူ့ရဲ့ဒီဂျိုင်းပေါ့နော်နှုတ်ဝင်စီနဲ့ပြောတယ်ပေါ့အဲ့လိုလောက်ကြိုက်ချိုင်အချိန်မှာသူကအဲ့လိုဘာဖြစ်လာလဲဆိုတော့အားရရန်ကောင်းလား ကောင်းလာတယ်ဆိုပါလေဆိုတော့သူစေးရအများကြီးရောင်းရတာမျိုးတော့အန်ဒီရီကင်းလာတာဆိုရဲရှိမှဖျက်လျှောက်သွားတာပေါ့သူမစစ်တာမျိုးလို့ပေါ့အဲ့လိုမျိုးတွေဖြစ်လာတယ်အဲ့ဒါနဲ့အဲ့လိုဖြစ်လာပြီးနောက်မှာသူဘာဖြစ်စင်နေဖြစ်လာလဲဆိုတော့ကျမ်းပါရင်မကောင်းတာဒီအိမ်မှာနေရတဲ့အခါမှာသူ့မှာရိတ်ကနေရိတ်ကနေနေညင်ရတာနောက်ပင်ပန်းဟိုတစ်ခါကျရင်လို့အေးရနိုးလာရင်ဇောချွေးပြန်နေသူနိုးလာတယ်သူဘေးထဲမှာတရားရောက်ရှိနေတယ်ဆိုတော့ feeling မျိုးတွေခံစားရတယ်အဲ့လိုခံစားရတဲ့အကြောင်းမလို့ဒါပေမဲ့သူ့ရဲ့စီးပွားစီးပွားလို့လက်လာပါတော့မပိတ်သွားဘူးအဲ့အရာတွေဖြစ်စင်နေဖြစ်လာတာ အသွားနေပြီမှာအတီတယောက်သူ့ရဲ့ဒီဘေးရင်ဆရာတရားရောက်ကိုသွားပြီးတော့ဘေးရင်သွားမိတ်လိုက်တယ်။မိတဲ့ခါမှာဘေးအိမ်မှာမကောင်းတဲ့အရာတွေရှိနေတယ်ဆိုပြောတဲ့ခါအဲ့ဘေးရင်ဆရာလာပြီးတော့အဲ့ဒီမကောင်းတဲ့အရာတွေကိုလာပြီးတော့နှင်ထုတ်လိုက်တယ်။အဲ့လိုနှင်ထုတ်လိုက်တဲ့ခါမှာနှင်ထုတ်ပြီးမကြဘူး။အဖမ်းခံလိုက်ရတယ်။ဖမ်းခံလိုက်ရတယ်။ဖမ်းခံလိုက်ရပြီးဖောင်းလိုက်ရောက်လာတယ်။အမကျွန်တော်နဲ့တွေ့တယ်။အဲ့တော့အဖြစ်စင်ရပါလေဆိုတော့ပရောဂတာတွေကကျွန်တော်တို့သွားရောက်ပတ်သက်လို့မရဘူး။အဲ့တော့ဟိုသူကသူကတော့လေ သူ့အိမ်မှာသူကသူ့လောက်လိုက်တဲ့ကိစ္စတခုခုကသူ့အိမ်မှာပရာတော့ကလာနေထိုင်ဖို့အတွက်ခွင့်ပြုလိုက်တဲ့သူဖြစ်သွားတယ်အဲ့လိုခွင့်ပြုရှင်းရနေပြီသူမှကန်ဆိုးအရင်ရှိတာတယ်သူလက်လာပါတော့မပိတ်သွားပေမဲ့သူမှဘာလဲစလားသူ့ရဲ့စိတ်တရားရောက်ရခက်လာတယ်အိမ်မှာရှိနေသူတွေကစံပိုင်မကောင်းတာစံပိုင်ညံတာတွေနေတိုင်းနေတိုင်းဟိုတခုခုဖြစ်နေရမျိုးတွေဖြစ်လာတယ်တယောက်မှုတွေကြုံရလာတယ်အဲ့လိုမျိုးတွေရှိတာအဲ့တော့ဟိုပါရောကစီမြင်အားနေတာပဲရှိရစီးပောက်သွားတာမရှိစီးပောက်သွားတယ်တော့လူတွေတယောက်မှရှိမှာမဟုတ်တော့ပုံသေးသွားလိမ့်မယ် เนาะအဲ့တော့ C ဒီအားနည်းလာတာပါအဲ့အားနည်းနေရတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့က paradox သားလေးနဲ့ရင်ပေါင်းတန်းတူမျိုးဖြစ်နေတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ရကန်ဆိုးတာလေးစိတ်သက်တွေကရင်းနှီးစာရေး negative thinking တွေအများကြီးတွေးတာမျိုးတွေဖြစ်လာပါတယ်လို့တော်တည်းပြောချင်ပါတယ်အဲ့တော့ paradox C ဒီပေါက်နေတာမဟုတ်ပါဘူး paradox C ကအားနည်းတဲ့အားနည်းလာတာပါ paradox တော့ပရာလောကနဲ့ကျွန်တော်တို့လူလောကကြားမှာချိတ်ဆက်ထားတဲ့စီးမီးလေးမိမိနေရတဲ့အခါမှာတို့တွေကကျွန်တော်တို့နားကိုရောက်လာတဲ့အခါမှာကျွန်တော်တို့တွေကံနေစိုးတာမျိုးတွေတက်ရောက်မှုများတွေဖြစ်တတ်တာလေ